မနေ့ပြန်အောက်တိုဘာလ26ရက်နေ့အတွက်ဝန်လိပတ်အခမ်းအနချက်တင်းကိုတင်ဆက်ပေးပါမယ်ရှင်ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00အချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံတောင်ပိုင်းဇွန်ဒေသတွေမှာတိမ်အထင်းတွေဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတော့တိမ်အနည်းငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။မနက်ဖြန်အတွက်အခမ်းအနချက်ကတော့ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်းတွေမှာတိမ်ထူထန်နေပါတယ်။မြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပင်တို့မှာတခါတရံမိုးသက်လေပင်တွေကြာရောက်နိုင်ပြီးလိုင်းကြီးနိုင်ပါတယ်ရှင်။မိုးသက်လေပင်ကြာစဉ်ရေပြင်းမြေပြင်းလေဟာ အရှေ့ရှေ့တောင်ဘက်ကနေတနာရီ25မိုင်မှ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။မန္တလေးတိုင်း၊မကွေးတိုင်း၊ရန်ကုန်တိုင်း၊စကိုင်းတိုင်း၊အေရဝတီတိုင်း၊ပဲခူးတိုင်း၊တနင်္သာရီတိုင်း၊ရှမ်းပြည်နယ်၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာဆက်စိတ်မိုးထစ်ချုံရွာသွန်းနိုင်ပြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတော့နေရာကွက်ကြားမိုးထစ်ချုံရွာသွန်းနိုင်ပါတယ်။တနင်္ဂနွေလုံးမှာမိုးရွာသွန်းမှုတိတိတသာရော်လဲလာနိုင်ပါတယ်ရှင်။ အမြင့်ဆုံးဘူချိန်တွေအနေနဲ့မော်လမြိုင်မြို့နဲ့ဖန်အံမြို့တို့မှာ33ဒီဂရီစင်တီဂရိတ်စီနဲ့တဝယ်မြို့မှာ32ဒီဂရီစင်တီဂရိတ်အထူးသီးစီရှိနိုင်ပါတယ်။မြမတပြည်လုံးမှာခရမ်းလွန်ရောင်ကြီးအညွန်ကင်းဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ရေးရည်ဆိုင်ရာဝန်ကြီးဌာနနဲ့ wendy.com တို့ကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်။